ခြင်းနဲ့အရာဆုံးရှုံးသွားတဲ့အခါမျိုးမှာကိုယ်တွေ့တန်နှစ်သက်မြတ်လို့တဲ့အရာနဲ့ခွဲရတဲ့အခါမျိုးမှာဘလို့ဆင်ခြင်ရမလဲလောကကြီးရဲ့သဘာဝဟာတွေ့ကြုံဆုံး꿰ပြီဘာတတ်နိုင်ပါလဲဆိုတဲ့အတွေးလေးနဲ့ရှော့ချဒီလိုရှော့ချမကြည်ဝနဲ့ဒေါသတွေဖြစ်လာပြီဆိုလို့ရှိရင်လေအေးဒီဒေါသတရားဆိုတာ ငါ့ကိုပဲနှိပ်စက်မဲ့တရားဖြစ်တယ်။ဒေါသဖြစ်နေတော့ရောငါအတွက်ကောင်းကျိုးချမ်းသာမှာမရဘူး။တစ်ဖက်သားကိုငါစိတ်ဆိုးနေရောငါအတွက်ကောင်းကျိုးချမ်းသာရမှာလို့ရမှာလား။တစ်ဖက်သားရဲ့စိတ်ဆိုးမှုတစ်ဖက်သားရဲ့စော်ကားမှုလက်ခံပြီးခေါင်းထဲမှာစဉ်းစားနေလို့ရှိရင်ငါမှာပဲဆုံးရှုံးမှာပဲလို့ ဒီလိုစဉ်းစားလိုက်ပြီးတဲ့အခါကျတော့အေးကိုယ်ကပ္ပာရမမဟုတ်တာသူပြောတာသူနဲ့သာသက်ဆိုင်တယ်ငါလည်းမဆိုင်ဘူးဒီလိုနှလုံးသွင်းပြီးတော့ထွက်သားရဲ့စောကမောကတာနဲ့ကျုံတဲ့အခါမှာလည်းအဲ့ဒီလိုတိခတ်ခြင်းနဲ့နေလေရရသော်ဗျာကိုယ်တိုင်ကအဲ့ဒီစနစ်ကိုကျင့်သုံးခဲ့